ြန်မာနိုင်ငံမှာ2020နှစ်ဝင်ဘာလ10ရက်နေ့ကအထွေထွေရွေးကောက်ပွဲကြီးကျင်းပခဲ့ပါတယ်။အဲ့ဒီအချိန်က COVID-19 ကပ်ရောဂါဆိုးကြီးကြုံတွေ့နေရပေမဲ့ပြည်သူတွေဟာမဲယုံကိုရောက်အောင်သွားခဲ့ကြပြီးကြိတ်ကြိတ်သုံးမဲပေးခဲ့ကြပါတယ်။ရွေးကောက်ပွဲကိုမဲအများဆုံးရသူ အနိုင်ယူစနစ် FPTB နဲ့ပြုလုပ်ခဲ့ပြီးနိုင်ငံတော်ဝင်ပြည်내နဲ့တိုင်းအတီးတီးမှာ ပြည်တွလွတ်တော်အမျိုးသားလွတ်တော်ပြည်နယ်နှင့်တိုင်းဒေသကြီးလွတ်တော်တိုင်းရင်းသားလူမျိုးမဲဆန္ဒနှင့်အပါအဝင်စုစုပေါင်းမဲဆန္ဒနှင့်1111ခုမှကျင်းပပြုလုပ်ခဲ့ပါတယ်။ရွေးကောက်ပွဲမှာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တော်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NND စစ်တပ်ကမွေးထုတ်ထားတဲ့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ရခိုင်အမျိုးသားပါတီ AMP တို့အပါအဝင်ပါတီစုစုပေါင်း89ခုကကိုယ်စားလှယ်ပေါင်း9000ကျော်ဝင်ရောက်ရှင်ပြန်ခဲ့ကြတာဖြစ်ပါတယ်2020အထွေထွေရေကောက်ပွဲကြီးမှာမေပီးပန်ခွင့်ရှိသူ38တန်းရှိရတဲ့အထက်က28တန်းနီးပါးမဲပေးခဲ့ကြတာပါဒါဟာမဲပေးခွင့်ရှိသူတွေထဲက80ရာခိုင်နှုန်းကျော်ဟာကိုဗစ်ကပ်ရောဂါဆိုးကြီးအကြမ်းမှအာအာတင့်ဖွဲ့မဲပေးခဲ့ကြတာဖြစ်ပါတယ် ရွေးကောက်ပွဲဆောင်ကြည့်လေးလာသူတွေကတော့မြန်မာပြည်သူတွေဟာနိုင်ငံရေးနှူးကြားမှုရှိသူတွေဖြစ်တယ်လို့ရွေးကောက်ပွဲမတိုင်ခင်မှာစစ်ကောင်ဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ပြောခဲ့တဲ့မလုရဲတာဘာမှမရှိဘူးအကုန်လုရဲတယ်ဆိုတဲ့မချက်စကားကြောင့်မြန်မာပြည်သူတွေကစိုးရိမ်ပြီးကတ်ယောဂအကြမ်းမှမဲထွက်ပေးခဲ့ကြတာလို့မချက်ပြုမှုတွေရှိခဲ့ပါတယ်ရွေးကောက်ပွဲမဲရည်တွက်မှုအပြီးမှာတော့ NLD ပါတီဟာ နိုင်ငံတော်ဝန်လုံးမှမဲအရေးအတွက်အပြတ်အသတ်နဲ့တောင်ပြိုကမ်းပြိုအနိုင်ရခဲ့ပြီးစစ်ဘိုလ်ချုပ်တွေရဲ့ကြံ့ခိုင်ရေးပါတီကတော့အကြီးအကျယ်ရှုံးနေမှုနဲ့ရင်ဆိုင်ခဲ့ရပါတယ်ရွေးကောက်ပွဲကော်မရှင် UEC ရဲ့တရားဝင် ထုတ်ပြန်ခဲ့တဲ့ရလဒ်တွေအရ NND ဟာလူတော်ကိုယ်စားလှယ်လောင်း1106ဦးဝင်ပြိုင်ပြီး920ဦးအနိုင်ရရှိခဲ့ကစစ်တပ်ရဲ့ကြံ့ခိုင်ရေးပါတီကတော့82ရာသာရရှိခဲ့တာဖြစ်ပါတယ် ့ NND ရဲ့2020မေယာလဟာစံချိန်တင်ရလဖြစ်ခဲ့ပြီး2015အထွေထွေရွေးကောက်ပွဲမှာ NND ရရှိခဲ့တဲ့886ဦးထက်ကျော်လွန်ခဲ့တာလည်းဖြစ်ပါတယ်မြန်မာပြည်သူတွေဟာ NND ပါတီကိုမဲထည့်ပြီးအာဏာရှင်နဲ့စစ်သက်ကြောထောင်နောက်ခံပေးထားတဲ့ပါတီတွေကိုခေအဆက်ဆက်မဲအပြတ်တတ်နဲ့အနိုင်ယူခဲ့တာကိုတရားဝင်အချက်လက်တွေအရမြင်နိုင်ပါတယ် စစ်ဘိုလ်ချုပ်တွေကိုတိုင်ကသူတို့အာနာတီမြေရဲ့အတွက်စိတ်ကြိုက်ရေးဆွဲခဲ့တဲ့2008ဖွဲ့စည်းပုံအောက်မှာကျင်းပခဲ့တဲ့ရေကောက်ပွဲတွေမှာတန်ခရီးပါတီကိုအပြတ်အသတ်အနိုင်ယူခဲ့တယ်လို့အာနာရှင်ဦးနေဝင်းရဲ့မဆာလာပါတီဖြစ်တဲ့မြမဆိုရှင်တဲ့လမ်းစဉ်ပါတီကိုအမိပြောင်းထားတဲ့တိုင်းရင်သားစီလုံးညညွတ်ရေးပါတီတာဆာညကိုလည်း1990ရွေးကောက်ပွဲမှာအပြတ်အသတ်အနိုင်ယူခဲ့တာဖြစ်ပါတယ်။ 1990ရွေးကောက်ပွဲမှာအနက်တီအပြတ်အသတ်အနိုင်ရခဲ့ပေမဲ့အာဏာလွဲပြောင်းမပေးခဲ့တာကြောင့်မြမဒီမိုကရေစီအကူအပြောင်းဟာအစိုးဘက်ကိုဦးတည်ခဲ့ရပါတယ်။2020အထူးထွေရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှုရှိတယ်လို့ရွေးကောက်ပွဲကိုစောင့်ကြည့်လေ့လာခဲ့တဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကသုံးသပ်ခဲ့ကြပါတယ်။ဒါပေမဲ့စစ်တပ်နဲ့ကြန့်ခိုင်ရေးပါတီကမဲမတမာမှုတွေရှိတယ်ဆိုပြီးဆွဆွဲပါတယ်။ 2021ခုနှစ်ဖေဖော်ဝါရီလရက်နေ့မှာတော့ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်နဲ့အဖွဲ့ကအတမအာနာသိမ်းယူခဲ့ပါတယ်။တန်းနဲ့ချီရဲ့ပြည်သူတွေကလက်မခံကြောင်းနိုင်ငံတော်မှငိမ့်ချမ်းစွာဆန္ဒဖော်ထုတ်ခဲ့ကြပေမဲ့စစ်တပ်ဟာစစ်မြေပြင်တစ်ဖွဲ့ဦးခေါင်းတွေကိုချိန်ရွယ်ပစ်ခတ်ပြီးနှိမ်နင်းခဲ့ပါတယ်။လူငယ်တွေဟာရရလက်နက်တွေဆွဲကင်ပြီးစစ်တပ်ကိုခုခံတော်လှန်ခဲ့ကြသလိုတိုင်းဒါလက်နက်ကင်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်တပ်ဟာတမိုင်းမှာမကြုံဘူးတဲ့ရှုံးပွဲတွေကြုံတွေ့ခဲ့ရပါတယ်စစ်တပ်ဟာလူထုထောက်ခံမှု အဆိုးဝါးဆုံးကြဆင်းသွားသလိုတိုင်းစစ်ဌာနချုပ်ကြီးတွေမဟာဗျူဟာကြတဲ့တပ်စခန်းတွေနဲ့မြို့ပေါင်း90ကျော်ဆုံးရှုံးခဲ့ရတဲ့အထိဖြစ်သွားပါတယ်မြေပြင်မှာဆစ်ရှုံးနေတဲ့စစ်တပ်ဟာအရက်သားတွေရဲ့ကြေးရွာတွေဖုန်ကြီးကျောင်းတွေဖျားကျောင်းတွေဆစ်ရှောင်စခန်းတွေနဲ့စာတင်ကျောင်းတွေကိုဘုံကျဲတိုက်ခိုက်တာမိရှုဖြက်စည်းတာတွေစက်တိုက်လုပ်ခဲ့ပြီး စန့်ကျင်တူတွေကိုဖမ်းဆီးထောင်ချခဲ့ပါတယ်။နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအတင် AAPP ရဲ့ပြုစုထားတဲ့မှတ်တမ်းအရအာနာသိမ့်ပြီးကတည်းကစစ်တပ်ရဲ့တပ်ဖြတ်မှုကြောင့်ပိတ်ဆုံးသူ9400ကျော်ရှိပြီးစုစုပေါင်းဖမ်းဆီးခံရသူ3000နီးပါးရှိရလို့ထုတ်ပြန်ထားပါတယ်။လက်ရှိမှာလည်းစစ်တပ်ဟာရွေးကောက်ပွဲကျင်းပဖို့ကြိုးပမ်းနေပြီးဝါရဖြန့်ချီရေလုံမပေးတဲ့အမှုပညာရှင်တွေနဲ့ဝေဖန်သူတွေကို ဖန်ဆီးအေးယူတာတွေထိပါ အကြမ်းကြီးသုံးပြီးလှုပ်ဆောင်နေရတွေ့ရပါတယ်စစ်တပ်လုံးမဲ့ရွေးကောက်ပွဲဟာ NLD အပါအဝင်လူထုထောက်ခံမှုအကောင်တဲ့ပါတီတွေမပါပဲအိမ်ဖြစ်ပါတီတွေနဲ့စိတ်ကြိုက်ပြုလုပ်ဖို့ပြင်နေတာဖြစ်ပါတယ်ဒီမိုကရေစီနိုင်ငံတွေနဲ့ပြည်တွင်းပြည်ပရွေးကောက်ပွဲဆောင်ကြည့်လေ့လာသူတွေကတော့အာဏာသိမ်းစစ်အုပ်စုလုံးမဲ့ရွေးကောက်ပွဲဟာပွင့်လင်းပြီးတရားမျှတတဲ့ရွေးကောက်ပွဲ မဟုတ်တယ်လို့ကိုကိုကိုအယက်တာအစိုးရဆိုပြီးပြသဖို့နဲ့ နိုင်ငံတကာကတရားဝင်သဘောတူအောင်လိမ်လည်လှည့်ဖျားဖို့ပြုလုပ်နေတဲ့လှုပ်ရှားမှုတစ်ခုသာဖြစ်တယ်လို့ထောက်ပြကြပါဗျာ။